မတူရောင်ရွေးကောက်ပွဲရဲ့ကြားဖြန့်ရေကနိုင်ငံတကာအအစိုးရ၄စီနိုင်ငံတကာကွန်ရက်၄စီတဖြည်းဖြည်းမြန်မာနိုင်ငံကဒါအပွဲသီးတွေကတော့၎င်းပြည်ပရောက်မြန်မာတွေရဲ့အကျိုးစားမှုကြောင့်တော့၎င်းတက်ဆိုင်ရာတန်တမာရေးနယ်ပယ်မှာအလုပ်ကိုင်နေကြတဲ့သူတွေရဲ့ကျိုးစားမှုကြောင့်တော့၎င်းအစိုးရ၄စီကနေအတူရောင်ရွေးကောက်ပွဲနဲ့ကြားဖြန့်နဲ့ပတ်သက်ပြီးတော့အတန်တွေတော့တဖြည်းဖြည်း နိုင်ငံတကာမှာတသသကြားလာရတယ်။အထဲမှာမှာကျွန်တော်တို့ဒီရပိုင်းမှာအမေရိကန်ရဲ့ outlet တော့ပေါ့နော် concrete မှာအာကျွန်တော်တို့ဗမာပြည်အရေးပေါ့နော်မြန်မာပြည်ရေးချာနာမှုဆိုပြီးတော့အာမနေ့ကတော့ကအာကျွန်တော်တို့လောက်တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲနိုမှာ19ရက်နေပေါ့နော်19ရက်နေမှာကျွန်တော်တို့လောက်တာကိုတွေ့ရပါတယ်အဲ့တော့အချိန်ရတော့10နိုင်ရနေ12နိုင်ခွဲပေါ့နော်10နိုင်ခွဲလောက်အာကျွန်တော်တို့ချာနာမှု ပြုလုပ်ခဲ့တယ်အဲ့တော့ဒီမှာဘာတွေချာနာမှုတွေပြုလုပ်ခဲ့တာလဲ အန်သတင်းနဲ့ပဲအာကျွန်တော်စကြင်ပါတယ်โอเคအဲ့တော့ရေဂန်အောက်လွတ်တော်မှာမနေ့ကတော့ကအဟမ်ကျွန်တော်တို့ဗမာပြည်ရေးချားနာမှုလုပ်ပါတယ်အဓိကတော့အာဒီနေရာမှာကျွန်တော်တို့ခြုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဟိုလေးချက်ထွက်လာတယ်ဗောနော်ခေါင်းစဉ်ကတော့သူကဘာလဲဆိုရင်တော့အာကျွန်တော်တို့ထပ်ပေါင်းမရှိတော့မဟာပြူပါဗောနော်မြန်မာနိုင်ငံကြီးအစိုးမရှိတော့အချက်တဲနဲ့အမေရိကန်ကြီးကန့်သတ်မှုရှိနေသည့်ရွေးချယ်စရာခေါင်းစဉ်ဆိုပြီးတော့ဒီခေါင်းစဉ်နေနဲ့ ီဆွေးနွေးပွဲမှာလွတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကထုတ်ဖော်ဆွေးနွေးတာတွေကျွန်တော်တို့ပြုလုပ်ခဲ့ပါတယ်အဲဒါအင်္ဂလိပ်လိုဆိုတော့ no exit strategy bahamas and last crisis and america's limit option ဆိုပြီးတော့အာကျွန်တော်တို့ဟိုခေါင်းစဉ်လေးပေးပြီးတော့သူတို့ဆွေးနွေးကြတယ်ပေါ့နော်အဲဒီလိုဆွေးနွေးတယ်ဆိုတဲ့အချိန်မှာပဲအာကျွန်တော်တို့အဓိကအဖြစ်အချက်၄ချက်ထွက်လာပါပထမတစ်ချက်ကတော့ဘာလဲဆိုတော့ ဗမာတစ်ချက်ကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါကအတူရောက်ရွေးကောက်ပွဲအဲ့တော့ဒီရွေးကောက်ပွဲက နိုင်ငံတကာကအတိမတ်ပြုခြင်းကိုအာရယူဖို့အာသူတို့အာဆောင်ရွက်တဲ့ဥစ္စာတစ်ခုဖြစ်တယ်ဒါပေမဲ့အမေရိကန်ပြည်တော်စုအနေနဲ့အတိမတ်မပြုခြင်းကိုကြီးညာဖို့ ဘောနော်ဆက်လက်ဆောင်ရွက်သွားရမယ်ဆိုပြီးတော့အခုလောတယ်တော့အမေရိကန်ကဒီတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အတိမတ်ပြုတ်ခြင်းမပြုတ်ခြင်းကိုချိန်ညာချက်ထုတ်ထားတာလည်းမရှိသေးပါဘူး။ဒါကြောင့်မလို့ဒီအရေးနဲ့ပတ်သက်ပြီးတော့ဘောနော်အာအာဘယ်တော့ထုတ်ထပ်ပြီးတော့ချိန်ညာနိုင်ဖို့အတွက်အမေရိကန်ဒီအောက်လွှတ်တော်ကတော့သူတို့ဆက်ပြီးဆောင်ရွက်သွားဖို့လိုတယ်ဆိုတော့သူတို့ဒီထဲမှာပြောတယ်။ မြေကတရားအောင်ညတာလုံးလက်ချင်းနမ